င်္ဂသာသမီးတွေအတွက်ဒီကာလတွေမှာအကောင်းဆုံးသောကံကြမ္မာလေးရှိပါတယ်အဲ့ဒါတော့နံပါတ်၁ကငွေကြေးနဲ့ပတ်သက်တဲ့ကံတရာဖြစ်ပါတယ်ငွေကြေးနဲ့ပတ်သက်တဲ့ကံတရာမှာကျတော့ကျယ်ပွင့်ဘယင်ဆိုတဲ့သင်္ကေတနမိတ်ပါဒါကြောင့်ငွေကြေးကိုအကြောင်းပြုပြီးတော့အဆင်ပြေမှာပေါ့နော်ငွေကြေးကံတရာတွေကောင်းတယ်ထိပေါက်တကယ်ဆိုငွေဆုလိုက်ပြွန်လိုက်ဝင်တတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်ရစရာကြီးတဲ့ငွေတွေချော့ချော့မောမောရပြီးတော့ပေးစရာကြီးတဲ့ငွေတွေပေးနိုင်မဲ့ကံတရာမျိုးရှိပါတယ် ကိုမငွေကြေးနဲ့ပတ်သက်တဲ့အခက်အခဲတွေရှိနေတော့မှဘေးကနေပြီးတော့ကူညီပေးမဲ့လူတွေပံ့ပိုးပေးမဲ့လူတွေစောင့်ရှောက်ပေးမဲ့လူတွေပေါ်ပေါက်လာတဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အဲ့တော့ငွေကန်တော်တော်လေးကောင်းတယ်လို့ပြောမှာဖြစ်ပါတယ်ဒါကြောင့်အင်္ဂါသားသမီးတွေကဒီကာလမှာကိုကိုတိုင်ရလဲပဲမမျှော်လင့်မဲ့နဲ့ထီပေါက်တတ်တဲ့အချိန်ကာလဖြစ်တယ်။ဟောတတ်နိုင်သလောက်ပေါ့နော်ထီတွေပါတွေထိုးပေးတဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။ထီကန်ကောင်းပါတယ် နံပါတ်1ကတော့ကျမ်းမာရေးပေါ့နော်ကျမ်းမာရေးနဲ့ပတ်သက်တဲ့ကံတာကကြတော့တဟာမိတ်ဆိုရယသိနမိတ်ပေါ့ယသိနမိတ်ဆိုတာလေအင်မတန်မှကောင်းသောနမိတ်ပါယသိသူတော်စင်တစ်ပါးရဲ့သင်္ကေတနမိတ်ကြတယ်ဒါကြောင့်ကျမ်းမာရေးဆိုးဆိုးရွားရွားအညံ့တွေအခိုက်တွေယောဂါတွေမကြုံနိုင်ပါဘူးကိုကကျမ်းမာရေးညံ့နေတော့မှကျမ်းမာရေးတိတိတသာပြန်ပြီးတော့ကောင်းမွန်လာတတ်တယ်တိုးတက်လာတတ်ပါတယ်ကိုခံစားနေရတဲ့ယောဂဝေဒနာတွေဟာတက်တာပြောက်ကင်းသွားတတ်တဲ့အချိန်ကာလပါ ကျမကြီးနဲ့ပတ်သက်ရင်တော့မျက်စိနဲ့ပတ်သက်တယ်။ကျမကြီးလေးတော့ဂယူဆိုင်တင်ပါတယ်နော်။မျက်စိမုံနာတို့မျက်မှန်စစ်ဆေးရတာတို့မျက်စိစေကန်းသွားတာတို့မျက်မှန်ကိစ္စအတွေ့ဆေးုံစေကန်းတွေရောက်တာတို့အဲ့လိုမျိုးလေးတွေကြုံရတတ်တယ်။နောက်တစ်ခုကတော့အင်္ဂါသားသမီးတွေအတွက်ပညာရေးနဲ့ပတ်သက်တဲ့ကံစားတာတော်တော်လေးကောင်းပါတယ်။ပညာရေးပညာအသစ်တွေပါလေရတတ်တယ်ပေါ့နော်။ပညာသစ်ရတတ်တယ်။ပညာရေးအတွက်စိတ်ချမ်းသာပျော်ရွှင်ရတတ်တယ်။ပညာရေးကံစားတာအထူးကောင်းတယ်။ နောက်နိုင်ငံမှာကြောင်းသွားတက်မဲ့ကိစ္စတွေထူးထူးခြားခြားအောင်မြင်တတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။နောက်ဘာသာရေးနဲ့ပတ်သက်တဲ့အဋိဌံလေးတွေလည်းစတင်ဝင်ရောက်ရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။မိကောင်းဆွေကောင်းတွေဆရာကောင်းသမားကောင်းတွေရဲ့ကူညီဆောင်ရှားမှုလည်းရတတ်ပါတယ်။နောက်တစ်ခုကလူမှုရေးကဏ္ဍကလည်းဒုတ်ရှင်းချောင်းနမိတ်ပေါ့နော်။ဒုတ်ရှင်းချောင်းကကောင်းငင်မှာပြန်တန်းတဲ့နမိတ်ကြပါတယ်။ ဆိုတော့မိတ်ဆွေတစ်တွေရတတ်တယ်အပေါင်းအသင်းတစ်တွေရတတ်တယ်တငယ်ချင်းအစ်စ်တွေရတတ်မိတ်ဆွေအပေါင်းအသင်းတငယ်ချင်းတွေကိုအကြောင်းပြုပြီးတော့ကောင်းကျိုးရတတ်တဲ့အချိန်ကာလမျိုးဖြစ်တတ်ပါတယ်နောက်တစ်ခုကပထမအဆုံးကျွန်တော်တို့အင်္ဂါသားသမီးတွေအတွက်စိုးမိုးနေတဲ့တေရော်နမိယာဆိုရင်တော့ The Empire ဆိုတာ Agricat ပေါ့နော် Agricat ကြာတော့ဘာဝင်ညွန်ပြတာလဲဆိုတော့အနေငယ်အလုပ်ကိုင်းနေနောက်စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်ရင်အနေငယ်အကြက်တဲကြုံရတတ်တဲ့အခက်အခဲတွေကြုံရတတ်တယ် ။နောက်ဝင်းငွေထက်ထွက်ငွေညာနေရတတ်တယ်။ဒါဆိုဒီတပတ်တာကာလမှာကျွန်တော်အင်္ဂါသာသမီးတွေအတွက်အထူးအရေးကြီးတဲ့ခန္ဓာကိုပြောပါဆိုရင်အဲဝင်းငွေထွက်ငွေမမျှခြင်းကိုပဲပြောမှာပါပဲ။ဝင်းနှင်းငွေကမဝင်းဘူးလားဆိုတော့လည်းဝင်းတယ်။ဒါပေမဲ့အကြောင်းမျိုးမျိုးပြပြီးတော့ငွေတွေပြန်ပြီးတော့ထွက်သွားတတ်တယ်။အဲ့ဒါတခု။နောက်တစ်ခုကအမြဲတမ်းလိုငွေပြနေတတ်တဲ့အချိန်ကာလမျိုးဖြစ်တတ်တယ်။ဒါကြောင့်ပတ်စံနေလိုနေတာ ိုးအတွက်ပတ်စံတွေလိုတယ်ဒီအတွက်ပတ်စံတွေလိုတယ်တစ်ချိန်လုံးငွေကြေးနဲ့ပတ်သက်ပြီးတော့ဒါပူပန်နေရတတ်တဲ့အချိန်ကာလမျိုးတွေဖြစ်တတ်တယ်။နောက်တစ်ခုကမိသားစုဆွေမျိုးသားချင်းနေနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတမနာပေါင်းစုံကိုပဲတာဝန်ယူနေရတာတို့ကိုပဲဒီငွေကြေးကဏ္ဍတွေမှာပူးဆောင်ပြီးတော့ဖြည့်ရှင်းနေရတာတို့ဒါမျိုးတွေကြုံရတတ်တယ်။နောက်မိသားကပေးဖို့ဆိုလဲကိုပဲကိုတာဝန်ယူရတာကလေးအကြောင်းကျိန်းဆိုလဲကိုပဲနော်အိမ်ပြင်ဖို့ဆိုရင်လဲကိုပဲ။ တခြားတရားတော်သာရေးနာရေးကိစ္စဆိုရင်လည်းကိုပဲပေါ့နော်အဲ့တော့အင်္ဂါသာသမီးတွေရဲ့ဒီကလာတွေမှာဆိုရင်တော့အဲ့ကိုပဲကိုပဲတွေနဲ့ပဲငွေကုန်ကြီးကြတွေများပြီးတော့ငွေကြေးမစူဆောင်းနိုင်ဖြစ်တာတွေဖြစ်တတ်တယ်ငွေကုန်ကြီးကြများတာမျိုးတွေဖြစ်တတ်တယ်အဖက်ဖက်ကနေအစင်မပြေတာမျိုးတွေကြုံရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အဲ့တော့အင်္ဂါသာသမီးတွေရဲ့စီးပွားရေးကဏ္ဍကိုပြောမှဆိုရင်တဲ့လက်ရှိလို့ကိုစိတ်ကုံနေတတ်ပါလက်ရှိလို့ကနေထွက်ကျင်သေးလဲပေါ်ပေါက်နေတတ်ဒါပေမဲ့ထွက်လဲမထွက်ဖြစ်ဘူး လုပ်ငန်းတွေလည်းမစတင်ပြီပဲနဲ့အဲ့ဒီအဆင်မပြေတဲ့အလုပ်မှာပဲအဆင်မပြေတဲ့နေရာမှာပဲအဆင်မပြေတဲ့ဌာနပါပဲတဝဲလည်းလည်းဖြစ်နေရတတ်တဲ့အချိန်ကာလမျိုးဖြစ်တတ်ပါတယ်ဒီကလမှာနှောင့်နှေးမဲ့ကိစ္စလေးတွေရှိပါတယ်အဲ့ဒါအလုပ်အပြောင်းရွှေ့နေရာအပြောင်းရွှေ့ဌာနအပြောင်းရွှေ့ကိစ္စတွေနဲ့ပတ်သက်ရင်အနည်းငယ် နှောင်နေကြံ့ကြံ့မှုတွေကြုံရတတ်ပါတယ်။နောက်အင်္ဂါသားသမီးတွေရဲ့အခြေအိမ်တော်ရင်းနဲ့ပတ်သက်တဲ့ကံတာကတော့ Queen ဆိုတာကျယ်ဝင့်ဧကရီဆိုတဲ့နမိတ်ကြတယ်။ကျယ်ဝင့်ဧကရီဆိုတာတော့အင်မတန်ကောင်းသောနမိတ်ပါ။အခြေအိမ်နဲ့ပတ်သက်ရင်စိတ်ချမ်းသာမယ်အိမ်တော်ရင်းနဲ့ပတ်သက်ပြီးတော့စိတ်ချမ်းသာမယ်စိတ်တန်းကြကောင်းမယ်ကံတာတာမျိုးရှိပါလို့ရင်ကောင်းမလားမကောင်းလားလှုပ်တင်လားမလှုပ်တင်လားစသည်ဖြင့် တွေ့ဝင်နေတဲ့ကိစ္စတွေတွေးဟာဖြစ်နေတဲ့ကိစ္စတွေတန်တရားဖြစ်နေတဲ့ကိစ္စတွေမတင်မကြဖြစ်နေတဲ့ကိစ္စတွေဆိုရင်တော့ဒီကလမှာလှုပ်တဲ့အထက်မှာပေါ်ပါလေလှုပ်ရင်တိုးတက်နိုင်တဲ့ကံတရာမျိုးရှိပါတယ်အခြေအနေအများကြီးကောင်းနိုင်တဲ့ကံတရာမျိုးတွေမှာရှိပါတယ် အဲဒီကတော့ကျမ်းမာရေးကောင်းမယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့ကန်တာတာကောင်းတယ်လူမှုရေးနဲ့ပတ်သက်ရင်ကန်တာတာကောင်းတယ်တင်ညာရေးကန်တာတာတွေကောင်းမှာအဲဒီကတော့နည်းနည်းခက်ခဲတာတော့ဝင်ငွေနဲ့ထွက်ငွေမမျှတာအလုပ်လေးတွေနည်းနည်းမတင်မကျဖြစ်တာမျိုးလေးတော့ကြုံရတတ်ပါတယ်အင်္ဂါသားသမီးများအတွက်အကျိုးပေးတဲ့ကံကောင်းတဲ့အယောင်လေးတွေရှိပါတယ်အဝါရောင်နဲ့အနက်ရောင်နဲ့ကောင်းမှာထီတို့တာတွေကံသမဲတို့တာတွေဝါသနာပါတဲ့အင်္ဂါသားသမီးတွေဆိုရင်9အစား9စုံ9အစား9စုံစတဲ့နံပါတ်တွေချပြီးတော့ထိုးပါ မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုပေါင်မုံထောပတ်တုတ်၅ချက်ကတ်လူပူဇော်ပြီးတော့ဆုတောင်းလိုက်ပါအင်္ဂါသာသမီးတွေကျုံတွေ့ရတယ်မကောင်းတဲ့ကံသာတာအញ្ញံခိုက်တွေပြပြပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိစေမှာဖြစ်ပါတယ်အင်္ဂါသာသမီးကျွန်တော်ရဲ့မိတ်ဆွေပေါင်းကိုကြီးကျမ်းမာခြင်းစိတ်ချမ်းသာခြင်းနဲ့တလုံးတစ်ပါးတဲ့ပြည့်စုံနိုင်ကြပါစေကျန်နိုင်အောင်ဆောင်နိုင်မြပြီးတော့လူရာဆန္ဒတွေလည်းအပြည့်အဝရရှိကြပါစေလို့ဒီရောမင်္ဂလာချမ်းနေလှိုက်လိုက်လည်းလည်းဆုတောင်းမြတ်တာပို့သလိုက်ပါတယ်